တကယ်လုံရင် ဖြစ်တယ်ဆိုတာလည်းသိတယ်ဒါပေမဲ့မလုံဖြစ်တာအမှန်တရားတကူပဲခါတိရဲ့အမှန်တရားတကူပြောပြမယ်ပေါ့နော်ကျွန်တော်တို့လူတွေဟာအကောင်းနဲ့ဆိုနှစ်ခုရှင်တွဲလာရှင်တွဲလာလို့ရှင်ပေါ့နော်လူတွေတော်တော်များများပါကျွန်တော်တို့မကောင်းတဲ့ဘက်ကိုရွေးချယ်ကြတာများပါတယ်ဒါကလူတွေရဲ့ထုံးစံပဲပေါ့နော် ဘိုးမအနေနဲ့ပြောရရင်ကျွန်တော်တို့ဒါပါတော့เนาะလူငယ်တွေပဲဆိုပါတော့ဗျာတကယ်တမ်းကတော့ကျွန်တော်စက်ကိစ္စနဲ့ပတ်သက်ရင်လူငယ်လို့မဟုတ်ဘူးပေါ့เนาะလူတော်တော်များများကကျွန်တော်တို့တွေဒီစက်ကိစ္စနဲ့ပတ်သက်ရင်အထူးတလည်သင်ပေးစရာမလိုဘဲနဲ့ပေါ့เนาะအထူးတလည်သင်ပေးစရာမလိုဘဲနဲ့သူတို့အနေနဲ့အော်တိုတမြောက်ပြီးတာရှိနေတယ်ပါတယ်တကယ်လို့များအဲ့လူတွေကိုပေါ့เนาะကျွန်တော်တို့ကောင်းပြီဆိုရယ်လုပ်ငန်းတစ်ခုပေါ့ဗျာဥပမာဒါပါတော့ကျွန်တော်တွေ ဂျင်လာစို့တွေဆိုရင်တော့မှာဂျင်မှာတိုက်ထိုးခိုင်းနေဆိုရင်ဒိုက်ကိုမှန်အောင်ဘယ်လိုထိုးအောင်လဲဆိုတာဂျင်စရာနေပြီးတော့မှာပေါ့နော်တင်မင်းရင်တောင်မှာကျွန်တော်တို့အလွယ်တကူတမြောက်ဖို့ရအတွက်ခဲရင်နေပေါ့နော်ပြောချင်တာကကျွန်တော်တို့ကောင်းပြီဆိုတဲ့ပေါ့နော်ကောင်းတယ်ဆိုတဲ့အရာတွေလုပ်ဖို့အတွက်ကိုတော်တော်လေးခက်ခဲကြတာပါတကယ်တော့မကောင်းဘူးဆိုတဲ့အရာတွေကြတော့ပေါ့နော်ကျွန်တော်တို့အထူးတက်လေခက်ခက်ခဲခဲနဲ့တင်စီရမလို့ပဲနဲ့တင်မေးစီရမလို့ပဲနဲ့ကျွန်တော်တို့အလွယ်တကူတမြောက်ကြတာဖြစ်ပါတယ် โอเคအဲ့နေရာမှာကိုယ်အနေနဲ့ပေါ့နော်ကိုကဒီလိုမျိုးခက်ပြီဆိုတဲ့အရာတွေကိုမှလှုပ်ချင်တယ်ကောင်းပြီဆိုတဲ့အရာတွေကိုမှလှုပ်ချင်တယ်ဒါပေမဲ့ကိုယ့်ရဲ့စိတ်ကပေါ့နော်အမကောင်းတဲ့ဘက်မှာအားတန်နေရဆိုရင်ဟိုရိအနေနဲ့ပေါ့နော်ဘယ်လိုမျိုးဖြတ်တန်းကြမလဲပေါ့ဥပမာကျွန်တော်ကိုယ့်အကြောင်းကိုပဲပြောပြမှာပေါ့ဗျာကျွန်တော်ဆိုရင်ကျွန်တော်ကဓာတ်ကိုအေးမတည့်တယ်မှာပါလေပေါ့နော်ကျွန်တော်အနေနဲ့အေးအစိုးကြီးမထားနိုင်တဲ့မျိုးကြီးရှိတယ်အဲ့တော့ကျွန်တော်အဲ့ဒါကိုဘယ်လိုကြော်ဖြတ်မလဲဆိုတော့ကျွန်တော်အနေနဲ့ချစ်ချင်းလည်းငင်းပြီးတော့ အဲ့လိုမျိုးပေါ့နော်အစိုးကြီးထားနိုင်မှာမဟုတ်ဘူးဒါပေမဲ့ကျွန်တော်ပြပြချင်းပဲဒါဖုန်းရဲ့ပေါ့နော် note set ပေးထားပြီးတော့မှကျွန်တော်ဥမာခါတိုင်း7နာရီ note ရယ်ဆိုရင်ကျွန်တော်ဥမာ9နာရီပေါ့နော်အရင်ကြီးလည်းမစောပဲနဲ့တနာရီပဲစောပြီးတော့မှကျွန်တော် note set ပေးထားတယ်အဲ့လိုမျိုးနဲ့ကျွန်တော်9နာရီထုတ်ပြီးဆိုရင်တန်းပြီးတော့အေးရထားတယ်ပေါ့နော်မထားခြင်းချင်းထားခြင်းချင်းညကိုဘယ်နှစ်နာရီပဲအေးအေးပေါ့နော်ကျွန်တော်ရအောင်အေးရ note ရယ်ပေါ့ဗျာအဲ့လိုမျိုးနဲ့ကျွန်တော်တဖြည်းဖြည်းချင်းပြောင်းလဲလာမှာဖြစ်ပါတယ်အဲ့တော့ အဲ့ရနိုးပြီဆိုတာ ਨੇ ကျွန်တော်အနေနဲ့ပေါ့နော်ပုံမှန်မလုပ်ဖြစ်ဘူးဆိုတဲ့အရာတွေကိုကျွန်တော်စမ်းပြီးတော့လုပ်ကြည့်တယ်။နည်းနည်းချင်းစီပေါ့ဗျာဥပမာပုံမှန် exercise မလုပ်တဲ့ကျွန်တော်ကျွန်တော်15မိနစ်10မိနစ်ပေါ့နော်ကိုရသလောက်ပေါ့နော်ကိုရသလောက်လေးကိုစမ်းပြီးတော့စပြီးတော့လုပ်ကြည့်တယ်။အဲ့လိုမျိုးနဲ့အဓိကဒါကိုပုံမှန်ပေါ့နော် training အမြဲတမ်းလုပ်လို့ဒါကြီးကိုလုပ်ငန်းတစ်ခုလို့သဘောထားပြီးတော့မှလုပ်ရမှာဖြစ်ပါတယ်။အဲ့ဒါဆိုရင်ကိုအနေနဲ့ပေါ့နော်မကောင်းဘူးဆိုတဲ့အရာတွေ automatic ပေါ့နော်ဒီ ကောင်းတဲ့အရာတွေလုံရင်းလုံရင်းနဲ့အော်တိုဒီမကောင်းတဲ့အကျင့်စရိုက်တွေပျောက်သွားမှာဖြစ်ပါတယ်။ဒါပေမဲ့အဲ့ဒီဟာကိုကျွန်တော်ကျွန်တော်ပြပြသလိုပေါ့နော်လူတိုင်းကသိတယ်။အခုကျွန်တော်ဒီစကားပြောနေတဲ့အကြောင်းကိုလူတော်တော်များများကတကယ်လုံရင်ဖြစ်တယ်ဆိုတာလည်းသိတယ်။ဒါပေမဲ့မလုံဖြစ်တာ။ဒါပေမဲ့တရားတကူပဲ။လုံရင်ဖြစ်တယ်ဆိုတာသိတယ်။ဒါပေမဲ့မလုံဖြစ်တာ။အဲ့တော့ခုနကကျွန်တော်ပြောသလိုဒါကိုလုံချင်တယ်ဆိုရင်ဗျာအရင်ကြီးဟိုလောဘကြီးလို့လည်းမရဘူး။အကိုအနေနဲ့ဖြည်းဖြည်းချင်းပဲသွားတာကောင်းတယ်။ဥမာ ဖြည်းဖြည်းချင်းဆိုတော့ကိုယ်စာဖတ်မယ်เนาะကျွန်တော်ဆိုလည်းအဲ့လိုမျိုးပဲပေါ့เนาะစာဖတ်မယ်ဆိုတာနဲ့ကျွန်တော်ရှင်းနေဆိုတော့ဗျာဥပဒေစာဖတ်မယ်ဆိုတာနဲ့စာအုပ်လေးခိုင်းလိုက်တာနဲ့ကျွန်တော်နိုင်ခွေเนาะ15မိနစ်လောက်ဆိုရင်ကျွန်တော်မရတော့မျိုးလုံးနေတာငိုက်လာပြီဒါပေမဲ့ကျွန်တော်ဖုန်းကြည့်ရမယ်ဆိုရင်ကျွန်တော်အချိန်မရေးပဲ9နာရီလေးကြည့်နိုင်တယ်10နာရီပေါ့เนาะအချိန်10နာရီတီတီလေးကျွန်တော်တစ်ချိန်လုံးဒီဖုန်းကိုကျွန်တော်ကြည့်နိုင်တယ်အဲ့တော့ပြောချင်တာလူရီးယားပေါ့နော်ဒီမကောင်းဘူးဆိုတဲ့အရာတွေမှာကြတော့ဟိုအရင် ပြောစရာမလိုဘဲနဲ့ပေါ့နော်ကိုဘာသာကိုအားတန်တာတွေရှိပါတယ်ဒါကြောင့်မလို့ကိုကဥမာပေါ်ပြဖုန်းကြီးရယ်ဆိုတဲ့နေရာမှာလိုက်တာကိုဘက်ကအဲဂိမ်းစောနေရလားဒါမှမဟုတ်ရုပ်ချင်းကြည့်နေရလားဒါမှမဟုတ်ဘဟုတုတရရဲပေါ့နော်ဒီလိုမျိုးအစကားတွေနားထောင်နေရလားဆက်သက်ဖြစ်ပေါ့အဲ့လိုမျိုးကိုကကြည့်ရယ်ဆိုပေမဲ့ကောင်းတဲ့ဘက်ကိုပဲပို့ပြီးတော့အားတန်စေခြင်းနဲ့ပေါ့နော်ကောင်းပြီဆိုတဲ့ຢာတွေကိုပဲကြီးစေခြင်းနဲ့ပေါ့ဒါကျွန်တော်အကြံဉာဏ်ပေးရပါအဲ့တော့ကျွန်တော်အနေနဲ့ဒီစာအုပ် ဖက်တဲ့အလေးချင်းကိုတော်တော်လေးကြိုးစားယူရမှာဖြစ်ပါတယ်အဲဒီဒါကြောင့်မလို့ပေါ့နော်ကျွန်တော်ခုနောက်ပိုင်းဆိုရင်ဒီဖုန်းပေါ့နော်ကျွန်တော်အခုဒီ line ပေါ်မှာဒီလိုမျိုးစကားပြောတယ်ဆိုတာနဲ့ဒီဗီဒီယိုတင်ပြီးတာနဲ့ကျွန်တော်ဖုန်းကိုကျွန်တော်လည်းဝေးရမှာထားပြီးတော့မှကျွန်တော်စပြီးတော့စာဖက်တယ်ပေါ့ဗျာကျွန်တော်အေးချင်လာရဆိုနည်းနည်းလမ်းလျှောက်တယ်အဲအပြင် coffee flavor လေးတောက်တယ်အဲအဲ့လိုမျိုးနဲ့ကျွန်တော်ဒါလေးချင်းယူနေရတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်လက်ရှိမှာစပြီးတော့လေးချင်းနေတဲ့အကြောင်းကိုကျွန်တော် sharing လုပ်ပေးတာဖြစ်ပါတယ် အဲလူငယ်တွေလည်းပေါ့နော်ကိုယ်အနေနဲ့ဒီလိုမျိုးကျွန်တော်ပြောပြသည်လိုမျိုးဖြစ်နေတယ်ပေါ့နော်အကိုပြောသည်လိုမျိုးဖြစ်နေတယ်ဆိုရင်ကိုယ်အနေနဲ့ပြောင်းလဲခြင်းတယ်ဆိုရင်ပေါ့နော်ဖြည်းဖြည်းချင်းပဲတော့လည်းအရင်ကြီးလောစရာမလိုဘူးကျွန်တော်တို့တွေကအခုရေတွင်တူပြီးရေကြီးတောက်လို့မှမရတာပေါ့နော်အဲဒါကြောင့်မလို့ဒီကပြပြမှန်မှန်နဲ့ပုံမှန်လေးလုပ်သွားလို့ရှိရင်ပေါ့နော်နည်းနည်းလေးအချိန်လေးနည်းနည်းကြာလာတာနဲ့ကိုယ့်ရဲ့တူတက်ပြောင်းလဲမှုနှုန်းဟာပိုပြီးတော့ထင်သာမြင်သာရှိလာမှာဖြစ်ပါတယ်โอเคအဲဒီအကြောင်းလေးကိုကျွန်တော်ဒီနေ့ sharing လုပ်ပေးတာဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ် bye bye